ပရိသတ်များအလုံးမင်္ဂလာပါရှင်။ချမ်းမြေ့ပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ဒီဟာဘလို့ကိစ္စမျိုးကိုမဆိုမစင်စားပဲအလော်တကြီးဖြည့်ရှင်းတတ်သူလား။ဒါဆိုရင်တော့ဒီပုံမြင်လေးကိုအဆုံးထိနားတော်တာစင်ခန်းစားကြည့်ပါရှင်။ဒီခါတော့ကကြည်လင်နေတဲ့မြေတစင်အနာမှာငံမောင်နှံဟာရုမီသားစုဘွားကိုစတင်မို့လုံကြုံနေလို့ခန်းစားရတဲ့အသက်ပင်အမြင်ပေါ်မှာမင်းတွေထွေထွေအတိုက်ဆက်ခွာနေထိုင်ခဲ့ကြပါရစေ။ဒီနေ့မှာတော့ငံအမဟာခုသုံးလုံးဦးခဲ့ပြီး ကောင်စလုံးကသူ့ရဲ့သားပေါက်လေးတွေပေါက်ခွာလာမှာကိုတွေးကဝမ်းမြောက်ပျော်ရွှင်နေခဲ့ကြပါတယ်။သူတို့ဟာဥရီကိုနေတိုင်းခရီးတဆိုင်ထိန်းသိမ်းခဲ့ပြီးသူတို့နဲ့တွေ့ဆုံဖို့စိတ်လုံရှားနေခဲ့ကြပြီးမြင့်သူဥရီဟာမကြခင်မှာပဲဝမ်းနဲ့စရာအဖြစ်ဆုံးနဲ့ကြုံတွေ့လိုက်ရပါတော့တယ်။နေသားတဲ့မနက်ခင်းပိုင်းတစ်ခုမှာမှတ်မှတ်ကောင်ဟာငါးရီနဲ့ပြင်းနေတဲ့အနီနာကမြစ်ကိုအစာရှာရဖို့အတိုက်ကနေထွက်ခွာသွားခဲ့တယ်။ဘိုက်ပြေသွားတဲ့နောက်သူတို့ဟာဥရီစီအလဲအမြပြန်လာခဲ့ကြပြီးမြင့် ရင်ရောက်လာတဲ့အခါဥရီပြောက်ဆုံးနေတာတွေ့လိုက်ရတယ်။ငါနကောင်ဟာနေရာတိုင်းကိုရှာဖွေခဲ့ပြီးမှဥရီရဲ့အရေးအယောင်နည်းနည်းလေးမှမတွေ့ခဲ့ရပါဘူး။နောက်ထပ်ဆုံရှုံမှုတွေမဖြစ်စေဖို့အတွက်ငါနကောင်ဟာအခြားနေရာတစ်ခုမှာအတိုက်အသင့်တစ်ခုကိုဆောက်လုပ်ခဲ့ကြတယ်။အချင်းကုံလွန်လာတာနဲ့အမျှငါ့မှလည်းဥရီထမ်းမှန်ဥခဲ့ပြီးဒီတစ်ချိန်မှာတော့ငါအတီဟာအစာရှာဖို့တကောင်နဲ့ထွက်ခွာသွားကငါမကတော့ဥရီကိုစောင့်ကြည့်ဖို့နေရာမှာကြံရည်ခဲ့ပါတယ်။ တို့ကနေ့စဉ်တည်နေတဲ့တိုင်လိုက်နာခဲ့ကြပြီးတို့ရဲ့ဥရသက်တွေလုံခြုံမှုအတွက်အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့တနေ့နက်မှာငှက်အထီးပြန်ရောက်တော့ငှက်အမဟာငိုကျွေးနေခဲ့ပြီ။မွေတကောင်တို့ရဲ့ဥတွေကိုစားတောက်ခဲ့ကြောင်းငှက်ထီကိုပြောပြလိုက်တယ်။သူမကမွေကိုပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီးမယ်။အဆုံးမှာတော့မွေဟာသူမရဲ့အရှိမပဲဥတွေဝါမျိုးသွားတာကိုအတိုင်းသားကြည့်နေခဲ့ရပါတယ်။အလွန်ဒေါသထွန်းနေတဲ့ငှက်အထီးဟာသူ့ရဲ့မိတ်ဆွေကနန်းထံကိုသွားပြီး အကျိုးအကြောင်းပြောပြခဲ့ပါတယ်။ကနန်းလန်စဉ်းစားပြီးစိတ်မပူပါနဲ့တငယ်ချင်းငါတို့အတူတူဖြေရှင်းကြမယ်လို့သူ့ကိုအားပေးစကားပြောခဲ့ပါတယ်။ခနာစဉ်းစားပြီးတဲ့နောက်ကနန်းကအစီအစဉ်တစ်ခုရေးဆွဲခဲ့ပြီးငါအကြီးကိုတီတိုပြောဆိုခဲ့ပါတယ်။ငါအကြီးကအစီအစဉ်အကြောင်းငှမကိုမျှဝေပြီးတဲ့နောက်ငါအမကဒီအစီအစဉ်ကအလုပ်ဖြစ်မယ်ဆိုတာသိကြလား။ငါတို့တခြားအမတစ်ခုကိုထမ်းမလို့မရနိုင်တော့ဘူးလို့စိုးရိမ်စွာမေးမြန်းခဲ့တယ်။ ဒါပေမဲ့ငန်းအထီးကတော့ကြိုးစားဖို့တကယ်စိတ်ပိုင်းဖြတ်ထားတာကြောင့်ငါတို့တခုခုလုံးမကိုရမယ်လို့ပြန်ပြေခဲ့တယ်။ငန်းအမထပ်ပြီးဥရဥတော့သူတို့ဟာအစည်းအဝေးအတိုင်းလှူဆောင်ခဲ့ကြတယ်။နောက်တနေ့မှာငန်းအထီးကညကန်းစီပြန်တမ်းပြီးငါအသေးလေးတွေဖမ်းယူကမွေပါရဲ့အကောင်ကနေသူတို့ရဲ့သစ်ပင်အထီးလမ်းကြောင်းတစ်လျှောက်မှထားခဲ့ပြီးမွေပါအတိုင်းနာလာအောင်လှည့်စားခဲ့ပါတယ်။ထပ်ပြီးငန်းအထီးဟာမွေရဲ့အကောင်စီပြန်တမ်းပြီးသူတို့မှဥရထမှန်ရှိလာကြောင်း လေးတန်းကြကြင်းနဲ့ကြီးညာခဲ့ကမွေကိုဆွဲဆောင်ခဲ့ပြန်ပါတယ်။ငါအထီးကဥရရဲ့အလုံးကြုံရေးအတွက်စိုးရိမ်နေမိမယ်။သူတို့ဘာမှမလုပ်ပါကမွေဟာနောက်ဆုံးမှဥရကိုထက်ရှာတွေ့ပြီးဥရစားသွားမှကိုပို့ကြခဲ့တယ်။မွေပါငါအနံ့ကိုရှူမိပြီးငါအတိုင်ရှိရာတပင်းစီရောက်လာတဲ့အထိလမ်းကြောင်းနောက်ကိုလိုက်ခဲ့တယ်။နောက်ရှိလာတဲ့အခါမွေတကောင်အတိုင်ကိုချင်းကပ်လာတာတွေ့မြင်မိ။မွေဟာသူ့အတွက်ရန်သူဟုခင်မကတိုက်ခိုက်ခဲ့တယ်။ တရဝါနကောင်ပြင်ထန်စွာတိုက်ခိုက်ခဲ့ကြပြီးနောက်ဆုံးမှာမွေပါဟာမွေကိုတပ်ပစ်ခဲ့တယ်။ဆနကောင်လည်းအတိုက်တဲကနေကြီးရှုနေပြီးသူ့ကိုဒုက္ခပေးတဲ့မွေသိဆုံးသွားတာမြင်လိုက်ရတော့ဥရီအတွက်စိတ်ချသွားတယ်။ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုဟာကြာရှည်မခံခဲ့ပါဘူး။နောက်တနေ့မှနှနကောင်ငါဖမ်းပြီးပြန်လာတော့မွေပါသူတို့ရဲ့တစ်ပင်ကနေဆင်းလာတာတွေ့လိုက်ရတယ်။အတိုက်ကိုအလင်းမြန်သွားကြည့်လိုက်တော့မွေပါဟာသူတို့ရဲ့ဥကိုစားတော့ပြစ်လိုက်ပြီးဖြစ်ကြောင်းတွေ့ရှိခဲ့ရပြီ။ ဒီမွေပါဟာအရင်ကမွေထက်ကိုအများကြီးပိုဆိုးနေတာကိုသိလိုက်ရတော့တယ်။ငှက်နှကောင်ရဲ့ဇလန်းကဘဝမှာကျမတို့ရင်ဆိုင်ရတဲ့အစိမ်းခေါ်မှုတွေနဲ့တူပါတယ်။တခါတလေမှကျမတို့ဟာအကျိုးဆက်ကိုမစင်စားဘဲဆုံးဖြတ်ချက်တွေကိုအလင်းစလိုချမိတာကြောင့်ပြဿနာကိုပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။ဒါကြောင့်အလွယ်တကူဖြည့်ရှင်းနိုင်လေလို့ထင်ရတဲ့ဖြည့်ရှင်းနည်းတွေကိုတည်ထားအသုံးပြုဖို့အရေးကြီးပြီးခက်ခဲတဲ့အခြေအနေမှာတော့ပြဿနာကိုရှင်းလင်းစွာစဉ်းစားတတ်ဖို့အရေးကြီးပါတယ်။ ပြဿနာတွေကိုမှန်ကန်စွာဖြေရှင်းနိုင်ဖို့အတွက်အကောင်းဆုံးနည်းကကိုယ်လုံးရဲ့အကျိုးဆက်ကိုအမြဲတမ်းထည့်သွင်းစဉ်းစားတတ်ဖို့ပါပဲ။ကဲအခုနာတော်တာဆင်ခန်းစားနေကြတဲ့ပရိသတ်ကြီးတို့လေဒီပုံမြင်လေးတွေကနေသင်ခန်းစာတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့တွေရဲ့နေ့စဉ်ဘဝအမောတွေကြားတွေကအာတင်ရစိတ်အားတက်စီနေပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။